ကြာပြီးတော့မှကျွန်တော် Samsung ဖုန်းတွေမှာဘယ်လိုမျိုးအားကြကြခံအောင်တုံးလို့ရမလဲဆိုတာကိုပြောပြပေးမယ်။ကျွန်တော်ရှေ့ရဗီဒီယိုတွေမှာလည်းကျွန်တော်အခြားသော brand တွေကိုပြောပြပေးပါတယ်ဆိုတော့ဒီခါမှာတော့ Samsung ဖုန်း brand တွေမှာအားဘယ်လိုမျိုးကြာကြာခံအောင်လုပ်လို့ရလဲဆိုတာကိုပြောပြပေးပါမယ်။အဲ့တော့ကျွန်တော်က Samsung ရဲ့ A6 D5 G နေနဲ့ပဲလုပ်ပြလိုက်မယ်။အဲ့တော့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုကြည့်လိုက်ကြအောင်။ပထမဆုံးကျွန်တော် setting နဲ့ဝင်မယ်။အဲနောက်ပြီးကျရင်ကျွန်တော်တို့ display တဲ့ဝင်။ပုံမှန်ဆိုတော့ light mode ဖြစ်နေပါတော့။အဲ့ဒါဆိုရင်ကျွန်တော် dark mode ကိုပြောင်းလိုက်မယ်ဆိုရင်ခုဖုန်းရဲ့ battery ကပိုပြီးတော့ခံသွားလိမ့်မယ်။ အနောက်ချက်ကကျွန်တော်တို့ reframing ပေါ့နော် reframing ကလည်းကိုကဖုန်းအောက်ကြကြခန့်ကျင်နေဆိုရင်တော့စစ်စီးရမှာထားပြတာအကောင်းဆုံးပဲ apply ကိုနှိပ်လိုက်ဒါဆိုရင်တော့ရပြီအနောက်ထပ်လောက်ရမယ့်ချက်ကကျွန်တော်တို့ battery ထဲကိုဝင်ရမှာပေါ့နော်အဲ့တော့ကျွန်တော် battery ထဲကိုဝင်လိုက်မယ်အဒီမှာဆိုရင်တော့ဒီ power saving ဆိုတာရှိပါတော့ဒီ power saving ဆိုတာကိုနှိပ်လိုက်မယ်ဆိုရင်ကိုဖုန်းအောက်ကပုံမှန်ထက်နှစ်ဆလောက်ပိုပြီးတော့ခံသွားလိမ့်မယ်နောက်ပြီးတော့ဒီ Samsung ဖုန်းတွေမှာနောက်ထပ်လုပ်လို့ရတဲ့ချက်ကဖုန်းအားခံပေါ့နော်နောက်ထပ်လုပ်လို့ရတဲ့ချက်ကဘာလဲဆိုတော့ ီ background မှာရှိတဲ့ application တွေကိုကျွန်တော်တို့ limit ထားလို့ရတယ်။ဒါလေးဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်တို့ background usage limit ထဲကိုဝင်လိုက်။အပြီးကြဒီမှာ put a new application to sync ပါရှိရပါတော့။ပုံမှန်ဒီပေါ့နော် application တော်တော်များများကကိုဒီ application ကိုမသုံးရင်လေကိုဖုန်းထဲမှာရှင်ကိုဖုန်းရဲ့ battery ကိုအနည်းနဲ့အများစားတာရှိတယ်။အဲ့တော့ကိုကဖုန်းအောင်းကိုကြာကြာခံအောင်လုတ်ချင်နေဆိုရင်ဒါလေးကိုဖွင့်ထားလိုက်မယ်ဆိုရင်ကိုတကယ်မသုံးတဲ့ application ကို तू က sleep လုပ်လိုက်ပါအဲ့ခါကျရင် ကိုဖုန်းရဲ့ဘက်ထရီယာကိုတို့ကအရင်မစားရတဲ့အတွက်ကြောင့်ကိုဖုန်းရဲ့ဘက်ထရီယာကအရင်အထက်ပူပြီးတော့ခံပါပဲဖြစ်ပါတယ်အဲတော့ဒီဗီဒီယိုကဆန်ဆောင်ဖုန်းကင်ထားလူတွေအတွက်ဆိုရင်တော့တော်တော်လေးအကျိုးရှိမဲ့ဗီဒီယိုလို့ညွှန်လိုက်ပါတယ်အားလုံးပဲ stay safe ပါ Yangon Mobile Store